ရုပ်ချမ်းပေမဲ့အသေးနုတယ်ဆိုတော့ကိုသားရဲတို့တိုက်မင်္ဂလာပါခင်ဗျာဘာမှဆမ်းများကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီခါမှာတော့ကျွန်တော်တို့ပြပပပပဲသွားကြတာပေါ့ဗျာလူချင်းမင်းကရဲတွေကိုအဲလေသားရဲတွေကိုကြောက်စရာတရားဖြစ်ပဲရှုံမိခဲ့သူဆိုရင်တော့အခုဗီဒီယိုက another version in parallel universe နေနဲ့ကြည့်ရတော့မှာပဲဖြစ်ပါတယ်ဒေါ်ရန်ထရေးဆန်တွေကလူတွေအတွက်အိမ်မွေးပတ်တွေလိုမျိုးလုံအောင်ဆိုင်ချရတဲ့ကောင်းနေတော့မဟုတ်ဘူးပေါ့ဗျာအဲဒါပေမဲ့တစ်ခါတလေကြတော့အခုလိုမျိုးထူးခြားတဲ့အခြေအနေတွေလည်းရှိတတ်ပါတယ် တခုခုစမ်းသိနေတာမျိုးပေါ့ဒီခိုက်တန်လေးကတော့တကယ်ကိုချစ်စရာကောင်းလို့လို့ AI လို့တောင်ထင်စရာရှိပါတယ်ဂိုင်းအရှိတွေးရင်အသေးဝေးကောင်မှဆိုးလို့စားလိုက်ကြရအောင်ဗျာစုပ်ချုံချုံယုံနဲ့အမြင်ကက်စရာဥပဒေလေးပြမယ်အရန်ချစ်ပေးမဲ့ရည်သားလေးရှိနေတော့တကာလာပေါ့ဗျာ ။ဝက်ဝင်ဖြစ်နေရောဘာဖြစ်လဲအနည်းဆုံးတော့ခမားပြောတာကိုနားထောင်ပေးပြီးပါလာတဲ့မုံကိုတော့မှဝေစားပေးနိုင်ပါရဲ့။အဲဟုတ်ပါတယ်ပေါင်းရတင်းရအစည်းကက်ရင်မျက်နာရှားနဲ့ free ရပြေအောင်ပါဗျာ။မတက်ပါနဲ့မတက်ပါနဲ့ host. မတက်ပါနဲ့ကြွက်ခုတ်ပေးမယ့်အကြောင်းလေးတစ်ကောင်လေးရကျင်နေအိမ်ဆောင်ပေါ်ရမယ့်ခွေးလေးလေးမွေးကျင်နေ ။နှာကောင်သားမတည့်မှလည်းဆိုရဆိုရင်ဒီလိုကောင်လေးတွေမွေးဖို့ရှိမယ်ခင်ဗျ။နှာခါပြန်မစင်းသားတဲ့နဲ့ရွေးချယ်မှုမျိုးပါပဲ။ဗီဂန်နဲ့စီကန်ကမတည့်တဲ့ဆိုနှာကောင်၊အေကန်ကမော်နီတာမာလေးကိုအတူငန်းခဲ့ကြတဲ့တကားလားပေါ့ဗျာ။အတခါတလေကိုယ်တငယ်ချင်းတွေနဲ့နွားတွေရှိနေတာကတော်တော်သုံးဝင်နေခမ ्या အားနေဂျိုတာသွေးကျင်နေတာတခါတလေကြလမ်းကြောင်းမှတဲမှတ်ပေးမိအခမဲ့ကာကွယ်ပေးတီလို့ဆိုတာ ဒီနွားသခင်ချင်းတွေပဲပေးနိုင်တဲ့စားပိဒီကြံကိုတဘာပဝင်ရှင်ထင်းသိမ်းသမားတွေကမွေးမြူထားခဲ့တာပါအဲတော်ရဲကိုပြန်လှုပ်ပေးခဲ့ပေမဲ့သူကလူသားတွေနဲ့အပြန်လန်ဆက်ဆံဖို့ကိုပဲရွေးချယ်ခဲ့ပါတယ်အဲဒါကြောင့်သူတို့ကကြံအုပ်တုပ်ကိုရှာပြီးသူ့ကိုမိတ်ဆက်ပေးခဲ့ပါတယ်သူတို့နဲ့တငယ်ချင်းဖြစ်နိုင်ပါစေလို့မျှော်လင့်ရတာပါပဲဒီမွေကတော့မိတ်ဆွေတစ်တွေဖွဲ့ရမှာမရှက်မကြောက်ဘူးဆိုတာရှင်းနေပါတယ်အဲဒါမဲ့လူတိုင်းကတော့အဆင်ပြေမှာမဟုတ်လောက်ဘူးဗျ အဲကျွန်တော်ဆိုရင်တော့မျိုးကြီးရဲ့မလာပါနဲ့ပါပဲเนาะချင်းသေးပေါက်လေးတွေကသူတို့ရဲ့တငယ်ချင်းကိုဆရာထက်တန်စွာစောင့်မျှော်နေပုံရပါတယ်သူတို့ကပွေဖက်နှုတ်ဆက်ဖို့အတွက်ခွေးကလေးစီချက်ချင်းခုန်ထက်လိုက်ကြပါတယ် ထိုင်းတွင်ဖွတ်နှကောင်အပြင်းထန်ပေါ်တိုက်မှုဖြစ်ပွားဖွတ်တွေကတရောင်းနဲ့တရောင်းချိတ်ခင်တွေ့တာမှုကိုပြသရတာတကယ်ပဲသဘောကျကြတယ်ဆိုတာမှန်လောက်တယ်ခင်ဗျဒါတော့ပျော်ရွှင်ဥမျိုးနေတဲ့တားပိုက်ကောင်ကိုကျွန်တော်တကားမှမမြင်ဘူးပါဘူးဘဝင်တွေကတားရဲဒရိတ်ဆန်တွေဖြစ်နေပေမဲ့ချစ်ခင်တွေ့တာမှုတွေနဲ့ဆိုရင်သူတို့ကိုယ်တိုင်ကတားကောင်ဖြစ်သွားကြပါတယ် တကယ်တော့ဝေလာငါးကိုအိမ်မွေးတိရိစ္ဆာန်ဖြစ်မွေးဖို့မဖြစ်နိုင်ဘူးဆိုတာတရားရဂန်နှုံးသိကြပါရဲ့အဲဒါပေမဲ့တငယ်ချင်းမလို့ရဘူးလို့တော့မရှိဘူးမဟုတ်လားအိမ်ခေါ်တင်အပိုင်သိမ်းမှုမဖြစ်နိုင်ပေမဲ့ friend zone ထဲတော့ထည့်ထားနိုင်ပါရဲ့မိကောင်းစေကောင်းတွေကကိုကိုအမြင့်တနေရာစီဆွဲခေါ်သွားနိုင်နေဆိုတာဒီဗီဒီယိုကသက်တည်ပါပဲစင်ပေါင်းမှန်ခဲ့သူဆိုတာဒီပဲဗျဘလောက်ချက်လဲမေးရင်တက်ခွခြင်းနဲ့ဒီချက်တယ်ဆိုတာဒီကောင်းပါပဲ အရန်ချမ်းနေတာမဟုတ်ဘူးအရန်ဆွဲလန်းနေတာဒီချင်းသေးမကတခြားသားရဲ့ဒရိတ်ဆန်တွေကိုတော့ချင်းချောက်နိုင်ပေမဲ့သူမရဲ့ကြောက်စရာကောင်းမှုကဒီလူအပေါ်မှာတက်ရောက်ပုံမပေါ်ပါဘူးဆန်းကျင်မအနေနဲ့ဒီလိုလာလေတဲ့ခါတိုင်းသူကအယမ်းဖြုံနေပြီးအဲ့လူနဲ့ဆိုးရတာကိုတော်တော်သဘောကျပါရဲ့တဲ့ ခမရရဲ့ရေကူးပေါ်ကတွားတွားတတော်တကောင်ဖြစ်နေရင်ဘလို့နေမလဲလို့ကျွန်တော်သိကျင်မိပါတယ်။ခြေလုံးလို့မပြန်ပါနဲ့ငုံထားပါရစေဆိုထုတ်ခ။အဲ့လိုပဲဗျာရုပ်ခန့်လေးရှိတော့လေကိုဟာကိုနေရင်ကိုခြေလို့ဆိုပြီးအဘာရီပေးခံရရင်ဝင်နေဆွဲသွင်းခံရတဲ့ဂန်ပေါ့ဗျာ။ အေးလာပြီနော်နွေးနွေးထွေးထွေးနေကယူဆိုင်ထိုးလဲအရန်အေးလို့ရင်ဝင်နေဝင်လို့ရမလားဒီအမျိုးသမီးကဘလို့တငယ်ချင်းဖွဲ့ရမလဲဆိုတာကိုကောင်းကောင်းတည်ထားပုံပါပဲစင်တွေကသူ့ကိုမိုးရံကနေကောက်ခွေပေးဖို့အတွက်တန်းညီလက်ညီစူးစမ်းနေကြပါရင်အရန်ချစ်စရာကောင်းနေမဟုတ်လား ကျွန်တော်တို့အတွဲချေချီနေဦးတတီတူးစဉ်မြင်ကွင်းလေးတစ်ဖက်ပေါ့ခင်ဗျာဘလောက်တောင်နုနုညံ့ညံ့နဲ့စော်ကစားနေလဲဆိုတာကြည့်ပါဦးဒီလူကိုမထိခိုက်အောင်ဂရုတစိုက်ကိုက်ဖို့ကြိုးစားနေရပါဒါကခမည်းမြင်မှုတမရဲမှာခြေစရာအကောင်းဆုံးကြက်သိမ့်တဲ့တကောင်ဖြစ်နိုင်ပါတယ်

ဒီသမင်ကဒီကြောင်လေးအတွက်ဖားခင်တယောက်လို့ဖြစ်နေပုံရတယ်။ရေရွရွတသားပြောရရင်အရန်စိတ်ဝင်စားကြရကောင်းတဲ့အတွေ့ပါပဲ။လမ်းမဆင်းတကောင်ကိုတွေ့ရင်ခနာရက်ပြီးသူ့ကိုဝါးစားဖို့တခုခုပေးလိုက်ပါ။သူလည်းဘဲဥတွေလိုလက်ဖက်ရည်ပိုးလေးပါလေးတောင်းကျင်တာဖြစ်မှာပေါ့။ စိတ်အပီပြင်းဆိုနှခမ်းကြီးတထောင်လောက်ဆူပြနေတော့လေရီသားလေးကအတီလို့မထင်သည့်အခိုက်အတန့်ကျွဲရီမာရောင် right person comfort person ဆိုပြီးရှိပါသေးတယ် အာရာနဲ့ဂျုံနဲ့ခက်ပြစ်မဲရီဝူရှူဝါရှားနေပြီမလဲအချင်းနဲ့တွေ့တော့အမေပေးလိုက်တဲ့ဂျိုးလဲချိုရတော့တာပဲဒီမိန်းကလေးကငမန်းတကောင်နဲ့အရန်ရင်းနေတော့ဒါဇင်နဲ့ချီတဲ့ငမန်းတွေကြားထဲမှာတော့သူ့ကိုခွဲခြားသိနိုင်ပါတယ်အဲ့ဒီငမန်းကလည်းလာပြီးနှုတ်ဆက်ရဖို့အတွက်အမြဲတမ်းပျော်ရွှင်နေတတ်ပါတယ်အဲပုံလေးကတော့မမရဲ့အထီးတွေကိုသွားကြည့်ဖြီးပြီးတဟီဟီကျေနပ်နေတဲ့ကျွန်တော်ပေါ့ဗျာ ခြေတောက်ရှင်း glow glass skin ကိုတဘာဝနေတိုင်းရရှိနိုင်မယ့်နီလန်းလေးတစ်ခုမျှဝေပေးလိုက်ပါရစေ။စိတ်ပါရင်လက်ထည့်စမ်းကြည့်လို့ရတယ်ခင်ဗျ။တားရဲဆိုပေမဲ့လည်းပြောခြင်းနဲ့ပါခြင်းနဲ့အချိုလေးပါလေးစားကြည့်ခြင်းနဲ့ပေါ့နော်။အဲဘာနဲ့တူလဲဆိုရင်တလားလောက်တကြားဖြတ်ဝေးချပြီးခြေထင်းမှာအတကုံကျုံနေတဲ့ကျွန်တော်ပေါ့ဗျာ။ ခမားရဲ့ပပတ်လေးမှာရေတွေပဲရှိနေချိန်မိခိုးရောင်ဝေလာငါးတွေဒါဇင်နဲ့ချီပြီးခမားစီကချစ်ခင်မှုလေးနည်းနည်းရဖို့အတွက်နဲ့ကူးခတ်လာတယ်လို့မြင်အောင်ကြည့်ပါအောင်အိမ်မက်တခုလိုပဲမဟုတ်လားအဲမဖြစ်နိုင်တာတော့မဟုတ်ပါဘူးဘွားကြီးဖေချိန်မှာတာယာလေးဆိုရင်အခုလိုမိမချောချောလေးတွေနဲ့ပူတီပူတက်လုံနေရတဲ့အချိန်ပေါ့ဗျာအဲကျွန်တော်ပြောတာမဟုတ်ဘူးနော်ဗျဒီကောင်ပြောတာကိုဘာသာပြန်ပြေးတာဟိုင်းရေပွဲလာကင်းမော်လားကနန်းလား ဘာလို့လဲဘာစားမလဲအာမနာနဲ့နော်ကိုယ်အိမ်ကိုရလို့သဘောထားသိလားပင်လေကိုလာတော့ဧည့်ခံခြင်းလို့ဒါတကယ်ကိုထူးခြားစံပြနေပါရဲ့အဲစာနဲ့ပေနဲ့မှုတ်ရရင်ကဘာနှစ်ခုစုံစည်းခြင်းပါပဲခွေးတကောင်ကငမန်းနဲ့ရှင်ပြီးရေကူးနေတာကိုမြင်ရလိမ့်မယ်လို့ကျွန်တော်လုံးဝမထင်ခဲ့မိဘူးဗျအဲသူတို့ကအတူတူတောင်ဆော်ကစားကြပါသေးတယ် ဖွားရရဲ့မေတ္တာကဘလောက်တောင်ကြီးမားလဲဆိုရင်တာမမေးတွေပြင်ဒီလိုအမွေးဘွားကြီးကြီးတွေကိုပါဒရေရဲ့ချက်တွေနဲ့ချုံမြိန်သွားစေနိုင်တဲ့အထီးပါပဲဒီစင်ပေါလေးကအမျိုးသမီးရဲ့ပေါင်ပေါ်မှာထိုင်ကျင်လို့လို့ချေစရာကောင်းအောင်ကြိုးစားနေရဗျအစင်ဆိုတော့ချွဲကျင်နှဲကျင်တီတီတတာလောက်ပြကျင်တာပေါ့ ချစ်တဲ့အကြောင်းတွေတမ်းမြိုင်စီဆုံနေကြသူနှစ်ဦးအားအတူတွေ့ရစေ။ကြောင်လေးကမှပေါ်ပေါ်ရွေရွေဆက်ဆံရေးပြပြတဲ့ကြောင်လေးရခြင်းနဲ့ဆိုရင်ဒါလေးရှိပါမယ်ခင်ဗျ။ဒီကလေးငယ်လေးကတော့ဒီနေ့ကိုတေချာပေါင်းမမိနေမှာပါ။ သူတရှိမှုကမြင်းမာလေးကိုဆွဲဆောင်လိုက်နိုင်ပုံမှာပဲဟိုဘက်ကတော့ပွေးဖက်မှုတွေကိုမတွန်းလှန်နိုင်တော့ပါဘူးမေတ္တာစီရင်ပြန်ရတယ်ဆိုတာဒီလိုနေရာမျိုးပေါ့ကျွဲကောင်နဲ့အတူတူပြေးလွှားစော်ကစားတာထက်ဘာကများပိုပြီးကောင်းနိုင်သေးလဲဗျာအဲကျွဲလိုက်လို့ပြေးတဲ့အဆင့်ကနေကျွဲနဲ့ပြေးတဲ့လိုက်တန်းကစားတဲ့အဆင့်ထိရောက်နိုင်တယ်ဆိုတော့လည်းဘောအတွက်မော်တီတစ်ခုပါပဲကြားတွေကလည်းအဖို့ခံရတဲ့အခါအရန်ချိန်နဲ့တက်ကြပါရီအဲကြားနဲ့ကြောင်စိုက်ကွာယုံကိုဗျာ ဒီဝဝင်ပါကလေးကဒီပွေးဖက်မှုတွေကိုဘလောက်တောင်သဘောကျနေလဲကြည့်ပါဦး။ဖတ်စတေးတွင်ဖတ်စကေးရင်သွေးကြောင်နေသူနှစ်ဦးတွေ့ကြစဉ်ជីကန်းတွေကိုရင်ပါအောင်လုပ်နိုင်တဲ့သူတွေကကျွန်တော်တို့အရန်မိုက်တဲ့သူတွေပါပဲ။အဲជីကန်းတကောင်ကခမားရဲ့ပခုံးပေါ်ကိုရုတ်တရက်လာနာနေစုပါစုဘလောက်တောင်သဘောကျစရာကောင်းလဲ မသိရင်ကာတွန်းကားတွေကဓမြကပတိန်ကြီးလိုလိုဘာလိုလိုနဲ့တော်ရိုင်းထရိတ်ဆန်တွေကိုဓာတ်ပုံရရတာကအိမ်မပိုင်ပဲရေးသားထားမိတဲ့ feeling မျိုးပြအဘဲချင်းဘာတီပေါင်မလဲတွေးနေရတာနဲ့ရေမခုံရဘူးရေလို့မရှိဘူးမဟုတ်လားအခုလဲအန်ဒရယ်ရှိနိုင်ပေမဲ့ဒီလိုချစ်စရာကောင်းတဲ့ချက်တလေးကိုမှတ်တမ်းတင်ခွင့်ရလိုက်တာကတော့အမျက်ပေါ့အင်ကို VVIP Gas G ရောက်လာစင်ကပေါ့ဗျာ အကောင်ကြီးကြီးအမီးရှိရှိမဟုတ်တဲ့အကောင်ထွားထွားဂျိုကားကားနဲ့ဆိုတော့ဒင်းပါပဲသူတို့လည်းကိုရီးယားကားတွေကလိုရိုမန်တစ်ဆန်ပြဖို့ကြိုးစားနေရပါပြီအဲဒါမဲ့ဟူမန်တွေလိုနှကန်းသုံးချင်းအမှုပညာမတက်လေတော့တက်တလောက်မတ်တလောက်ကျုံတော့တာပါပဲ facial cleansing ကိုမှတဘာဝဆန်ဆန်လေးလုပ်ချင်သူတွေအတွက်ဒီ package လေးရပါမယ်ခင်ဗျ so much so oh. ဒါတော့ heavyweight တန်းသားရဲကြီးတွေကလည်းလူတွေနဲ့စော်ကစားရတာကိုနှက်တက်လိမ့်မယ်လို့ဘသူများထင်မိမှလဲတကယ်ကိုပေါ်ယူတဲ့ခွေးရတကောင်ပါပဲဒီလူကသူ့အုပ်စုတွေကတယောက်လိုတောင်ဖြစ်သွားပုံရပါပြီရောမရောက်ရင်ရောမလိုချင်းဆိုတဲ့စကားကိုတေချာလိုက်နာနေသူတဲ့ဥပေါ့မိချောင်းကိုမာရှီမဲလိုကျွေးနေတာဗျအသားကြီးစားနေရင်ကျန်းမာရေးအတွက်မကောင်းလို့အချိုးလေးပြောင်းစားခိုင်းတာထင်ပါတယ်စေတနာရီရေစည်းကမ်းပြူလိုက်ပြီးအကျွေးလိုရင်တော့မိချောင်းစီးကြုတ်ကူပေးတဲ့စေယုံကျွန်တော်မတွေ့ထားသေးဘူးနော်ဗျာ အဲကြည့်ပါဦးသူကအပုတ်ခံခြင်းလို့တောင်မှတမင်ကူးပြီးကတ်လာတာဗျဒီလူကပိုက်ကွန်တွေနဲ့ဖမ်းမိနေတဲ့ပင်လယ်ပြန်တကောင်ကိုကယ်တင်ခဲ့တာပါအဲကျေးဇူးဆိုတာတည်တက်ရတယ်မဟုတ်လားကြည်ရတာဒီဖြန်ကလည်းပင်စီတခြင်းနားထောင်ထားပုံပါပဲဒီဖြန်လေးကသူတို့ကိုဘယ်လိုများရင်းနှီးအောင်လုပ်ခဲ့လဲဆိုတာကြည့်လိုက်ပါဦးပွေဖက်မှုတစ်ခုကနှွေးထွေးမှုပေါင်းများစွာကိုလက်ဆင့်ကမ်းပေးနိုင်ပါ रे တချို့ယာရီကခံစားကြီးမှပိုကောင်းလာတာမျိုးပြ ရင်ကောင်းနေတော့ငလေးကြောက်တကောင်ကကျွန်တော်စီကိုအဲ့လိုဘလန်းကြီးကုခတ်လာရင်ကိုကိုကိုထူကြတယ်လို့ခံစားရမှာတေးကြပါရင်မသိရင် area နဲ့အမျိုးတော်သလိုလို feeling လေးဖြတ်ပြောသည်များနားထောင်ပြီးစိုးသည်များတီးခံပြီးတဲ့ဘဲတပွေရဲ့နောက်ကွယ်မှာအခုလိုနွားကြီးတစ်ကောင်ကအမြဲရှိနေတတ်ပါရင် ဒီခွေးလေးကတငကြင်းတဲ့ရှာတွေ့သွားပုံပါပဲကစားရပြီးတာပါပဲဗျာတော့သူဘာပဲဖြစ်ဖြစ်ပျော်နေသေးဘယ်သူကဂယုဆိုင်နေမှာလဲဗျာတခါတလေကြာရင်ကျွန်တော်တို့အားလုံးကကောင်းဖို့ပေးတာကိုလိုချင်တတ်ကြပါရင်ဟဲ့အတန်ရှည်ရှာတယ်ပေါ့ဗျာဒီဆိုင်ရင်နဲ့နှစ်ထီးကလည်းချွင်းချက်မရှိနေပါဘူးနွားဆိုတာချွဲကျင်တာပေါ့ဒီကလေးငါ့ကသူ့ကိုသူစိတ်ထဲမှာခွေးတကောင်လို့ခံစားနေရမှရပါတယ်အဲသူတို့ကလည်းသူ့ကိုကိုမိသားစုဝင်တယောက်လို့သဘောထားကြပုံပါပဲဟဲ့သူကနေသူတော့ဟုတ်နေကြတာပါပဲဗျာ မိเจ้าမိမယ်လေလူလူညံ့ညံ့လေးတွေလုံးပြရင်တော့ရင်ခုန်တာပေါ့လို့ကဲအခုလိုမျိုးသပင်အသုံးဆောင်ပစ္စည်းကိုတော့လူတိုင်းမမိနေမှာထေချာပေါက်ပါပဲဘွဲတက်ပါညာအတွက်အသုံးဝင်ဆုံးဖြစ်မယ် mass buying လေးပါခင်ဗျ မွေလိုမျိုးအန်ဒရယ်ရှိရဲ့တရားတွေကလူသားတွေနဲ့ဘယ်လိုများဒီလောက်ငြင်းငြင်းသက်သက်အတူရှင်တွဲနေထိုင်ပြီးစော်ကစားနိုင်လဲဆိုတာကိုကျွန်တော်အမြဲတမ်းအံ့ဩမိပါတယ်။တဘာဝတရားကမယုံနိုင်စရာပါပဲ။လူကြီးမင်းတို့ရဲ့ left language ကိုမသိပြီမေဒီတမင်လေးရဲ့ left language ကတော့မျက်နာသိစရာတောင်လိုမယ်မထင်ဘူးခင်ဗျ ူတို့ကကျွဲတွေကိုဒီလိုလမ်းလျှောက်ခိုင်းပြီးရေချိုးပေးကြတာပါ။အဲဘလောက်ပျော်ရွှင်နေလဲဆိုတာကြည့်လိုက်ပါဦး။သူတို့တကယ်ပဲသဘောကျနေပုံရပါလိမ့်။ကြည့်လိုက်ပါဦးဒီဝဝင်ကဓာတ်ပုံရိုက်ခံရတာကိုတကယ်ပဲသဘောကျပုံရပါတယ်အမေအိုက်တင်တွေတောင်ဖိတက်လို့ပါလားနေရာတကာလက်နှချောင်းထောင်တက်တဲ့ကျွန်တော်တို့တောင်ပြန်တင်ရတော့မလို့ပဲဗျ

ရင်ကျေးလိုက်တာဗျာအိမ်ထဲမှွေခင်ခောက်ကြည့်သေးတယ်။၂၁ရာစုမှာဆရာကြီးတွေများလာတာကြောင့်ကြီးတွေပါအတည့်ရှိလာရပြီလို့ပြောလိုက်တဲ့ကိုကိုကြီးပလေးနေမင်းတီလေပျော်လို့ကိုတမင်ပလေးခံနေတာဆိုတဲ့အုပ်စုများဒီကိုလာရောက်နိုင်ပါပြီ။ပြုံးပလေးဆိုတာသူတို့ပေါ့အခုဆိုရင်တော့ငါဖြစ်ချင်တယ်ဆိုတဲ့အုပ်စုရဲ့ကောင်မလေးနေရာကိုအစားဝင်နေတယ်ဆိုတဲ့အုပ်စုရဲ့ဆိုပြီးကဘာနှချမ်းခွဲသွားပြီပဲဖြစ်ပါတယ် ပေမန်းတဲ့နေ့တစ်နေ့ရဲ့အဆုံးသတ်မှာကျွဲတကောင်ကိုပွေးဖက်ဖူးတယ်ဆိုရင်တော့ခမရရဲ့ဘဝကအောင်မြင်တယ်လို့မှတ်ယူနိုင်ပါတယ်။ကြားပေမဲ့သူနဲ့ဆိုဦးချောင်းကြားပါပဲ။ချွဲကျင်တယ်၊နှွဲကျင်တယ်၊ပလီပြကျင်တယ်ပေါ့နော်။ ဒီလိုပါပဲဗျာခဏလောက်လဲလာတဲ့လူတွေကိုလည်းကိုစီတမဲလာရဲဆိုပြီးตาရကြည်နုတက်ကြသေးတာဒီလိုအနှမ်းမျိုးပြီးတဲ့နောက်မှာဝင်ပလွေကသူ့တခင်ရဲ့ချစ်ချင်းမြတ်တာပေါ်ဘလို့မှတန်ရဝင်မှာမဟုတ်တော့ပါဘူးစင်ပေါကလေးတွေကပွေးဖက်တာကိုဒီလောက်နဲ့တက်လိုက်မယ်လို့ကျွန်တော်မထင်ထားခဲ့ဘူးဗျအချွဲဆုံးကိုကျက်စုတီထင်ထားတာဒင်းဖြစ်နေတယ် ငွေတွေနဲ့ပတ်သက်တဲ့ဒဏ္ဍာရီတွေနဲ့စန့်ကျင်ဘက်အနေနဲ့ဒီဗီဒီယိုကတည်ရှိနေပါတယ်။အဲပြီးတော့ဒီ main ကလေးကလည်းတော်တော်ပျော်နေပုံပါပဲ။လူတကူအကြိုက်တစ်မျိုးပေါ့ဗျာ။ကျန်သေးမကလို့ဘာပဲဖြစ်နေပါစေ။ဟူမန်နဲ့ဆိုရင်တော့အလားပါနဲ့နေရမှာပဲ။စတိုင်ရှိမှစတားဖြစ်မှာဗျ။ ါကိုကြည့်ပြီးရင်တော့ခမားကိုရိုင်းလည်းဒီလိုကြောင်လေးတကောင်ကိုမွေးကောင်းမွေးကျင်သွားပါလိမ့်မယ်။လေ့ကျင့်ပေးထားတဲ့ခွဲတွေကသဘောကျစရာကောင်းတာသိကြပါရစေ။အဲဒါမဲ့လေ့ကျင့်ပေးထားတဲ့မိချောင်းဆိုရင်တော့တမျိုးပေါ့။တွေ့ရလို့နဲ့လိုင်းမပေါင်းနဲ့လို့အမေကမာလိုက်တော့လေသူသားအချင်းနေစုံလင်နေရောပဲဗျာ ဘောပွင်တွေကတာရဲတရိတ်ဆန်တွေဖြစ်နေပေမဲ့သူတို့ ਨੇ ဒီလိုပြောစရာကောင်းအောင်စောက်ကလာနိုင်ပါ रे အဲဒါမဲ့တော်ရဲမှာတွေ့ရင်တော့ဆွဆက်မပေါ်ကြဖို့ကျွန်တော်တတိပေးကျင်ပါ रे ညဘာမှာအလုပ်လုပ်ဖို့စီစဉ်ထားတော့လေလာထီးတဲ့လက်ကစော်ကလေးဖြစ်နေတဲ့အခါငပတ်တို့ရီယက်ရှင်ပေါ့ဗျာ ပင်လေကျော်ကဖြတ်တန်းသမုတ်တရာလုပ်ပြခြင်းမိမယ်ဖျားရမယ်ဟာကြီးကဒါကြီးဆိုတော့ခဏတော့လက်တွန်သွားမိရခမ။အဒီတော်ရဲစိတ်ချလက်ချရေးစိမ့်နိုင်နေဆိုကြဲကသူတို့ကြားကရင်းနှီးမှုကတော်တော်လေးနှွေထွေလာပါရဲ့။အဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။